တရားတရားတန်ခါယရနာရောမြတ်သုံးပါးရုံးနဲ့တကွာဆေယတခင် ဖြစ်တော်မူသောမဟုတ်စရောဘုရားကြီးညံတော်အားရှိမှန်၍ယုတိမြေနုလဆုမွေရှိခိုးပုသောဖုံမြောင်မှန်လျောကရောရာတော်ဘုဇံတော်တကိစ္စပနာမကုတုကံစေရနာတတပညာဝရိယတို့ကြောင့်မိမိတို့လိုရှိရနှစ်သက်အတောမောမတိမြေနေရဖြစ်တော်နိဗ္ဗာန်သို့၎င်း ဒုက္ခကသိန်းတို့ဤအေးငြိမ်းရာ ဖြစ်သောနိဗ္ဗာန်သို့၎င်းတတောင်းမာယာကိလေသာအလောင်းတက်အပူညိုက်တို့ဤကင်းရာကုံရာချုပ်ရာသိန်းရာငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့နေစဉ်အထုတ်ဆက်ဖြစ်သောဝိပဿနာဉာဏ်တည်လင်းမြန်စွာမဉဏ်တို့ကျေစုပြု၍နိဗ္ဗာန်သို့မြတ်မောက်ပြုလည်နိုင်သည်ဖြစ်စေ ရှင်နေသာသနာတော်နှစ်2068ခုနှစ်ကောဇာတဂရေ1386ခုနှစ်တဘူရလာပြည့်ကျော်3ရက်နေ့15ရက်နေ့လ2025ခုနှစ်မန္တလေးတိုင်းဒေသကြီးတတော်ခရိုင်ငစုံမြို့နယ်တောင်လေတော်ကျေးရွာ လေသာကြောင်းတိုက်တိအတွင်း၌16ကြိမ်မြောက်ကျင်ပတ်အပ်သောခုနှစ်ရက်တာတရားစခန်းပွဲလေသာကြောင်းတိုက်ဆရာတော်ဥက္ကိတရနှင့်တကွာတရားဝဲကျိုးတော်ဆောင်လူချင်းမင်းတွေမနစံဘောတဲ့နေစံဘောတဲ့လူရန်ကြတဲ့ကုသိုလ်ရှင်တွေဝေယဝစ္စဆောင်ရွက်ပေးကြတဲ့ကုသိုလ်ရှင်တွေအားလုံးစုပေါင်းပြီးကြိုးစားအထောက်ခွင့်ရှာတဲ့ ခုနှစ်ရက်တာတရားစခန်းပွဲဓမ္မဟိတကြီးကိုရောက်လာပြီဆိုရင်ယောဂီတို့တွေလောဘမဲ့အလောကနှလုံးပဲရှိပါတယ်နံပါတ်1ကသစ္စာတရားနာရမယ်နံပါတ်2ကဝိပဿနာတရားအထောက်ရမယ်အဲ့ဓမ္မဟိတကြီးမှာရောက်လာတဲ့ယောဂီတွေဆိုတာသစ္စာတရားနာကြခြင်းဝိပဿနာတရားအထောက်ခြင်း ဒီအလုံးနှလုံးပဲလောက်ရမှာမိမိတို့အိမ်နဲ့မတူတော့ဘူးတဲ့မိမိတို့အိမ်မှာခြားတော့လွတ်လပ်ခွင့်အပြည့်နဲ့နေထိုင်ကြရတယ်ဘယ်လိုလွတ်လပ်ခွင့်အပြည့်နဲ့နေထိုင်တယ်လဲဆိုအိမ်မှာဆိုရင်စကားတွေလည်းပြောကြင်အောင်ပြောကြအလုံးကိုလုံးချင်အောင်လုပ်ကြစိတ်အတွေးကြံလဲကိုကြံကြင်အောင်ကြံကြအိမ်မှာဆိုတော့လွတ်လပ်ခွင့်အပြည့်ရှိတယ် ဓမ္မဟိတကြီးချက်အဲ့ဒါလိုမဟုတ်တော့စကားကိုပြောချင်တာပြောလို့မရတော့စကားပြောရင်ပြောတော့တရားစကားပဲပြောရမယ်အလုံးလဲကိုလှုပ်ချင်တာလှုပ်လို့မရဘာလှုပ်ရမလဲဆိုတရားအလုံးပဲလှုပ်ရမယ်အတွေ့အကြံလဲကိုတွေးချင်ရကိုကြံချင်ရမကြံရအောင်တရားနဲ့ပတ်သက်တဲ့အရာပဲကြံမယ်တော့ဓမ္မဟိတကြီးဆိုတာ ကံသုံးပါလုံးလွတ်လပ်ခွင့်မရှိတော့ဘယ်လိုလွတ်လပ်ခွင့်မရှိတာလဲဆိုမကောင်းမှုတွေမပြောမိအောင်မလုံမိအောင်မကြံမိအောင်ထိမ့်သိမ့်ပေတဲ့နေရာဓမ္မဟိတကြီးဆိုတော့မကောင်းမှုတွေမပြောမိအောင်မလုံမိအောင်မကြံမိအောင်ထိမ့်သိမ့်ပေတဲ့နေရာအိမ်နဲ့ဘယ်သူပေါ့ဗျာနော်အိမ်ကြတော့ယောဂီတို့စီမရှိဘူးပေါ့ခန္ဓာကိုယ်လည်းစီကမ်းမဲ့ ပါဇက်လဲစီကံမဲ့စိတ်လဲစီကံမဲ့အိမ်မှာကြောက်အယောဂီတို့ကပိုတိပါတယ်เนาะအိမ်မှာဆိုရင်ပါဇက်တွေလဲစီကံမဲ့အတင်းတွေလဲပြောလိုက်မှာပဲအဖြစ်တွေလဲပြောလိုက်မှာပဲရွက်တာဆောင်းတာတွေလဲလှုပ်လိုက်မှာပါဇက်စီကံမဲ့ခန္ဓာကိုယ်လဲစီကံမဲ့ကိုယ်မျိုးမကြီးတဲ့ပုံကိုလက်ညှိုးထိုးပြီးတော့ပြောရင်ပြောမှာစိတ်လဲစီကံမဲ့အိမ်မှာကြောက်စီးမရှိဘူးဆိုတာဒါပြောတာเนาะအယောဂီတို့က ဟိုရက်ထဲရွာတဲ့နေတဲ့ပုံကိုယ်တွေကပိုတိတာပေါ့နော်အဲ့တော့စီကံရှိအောင်စီကံထိမ့်သိမ့်တဲ့နေရာတတိရှိအောင်တတိနဲ့ထိမ့်သိမ့်တဲ့နေရာကိုရောက်လာပြီးဆိုရင်အေဂျန့်တည်ငြိမ်မှုရတာပေါ့ခုလက်တွေ့ကြကြဓမ္မိတာကြီးရောက်လာတော့ယောဂီတို့အေဂျန့်တည်ငြိမ်မှုရတာပဲအသေးစားတရားလေးနာနေတဲ့ချိန်မိမိခန္ဓာကိုယ်ကိုတတိနဲ့ထိမ့်သိမ့်နေတဲ့အချိန်တောင်စိတ်အေဂျန့်မှုက ရှားနေပြီဘုရခုနှစ်ရက်တာတော့ဘာတွေလောက်ကြမလဲဆိုရင်ပြောခဲ့ပါတယ်နှလုံးပဲလုံးเสียရှိနံပါတ်၁ကသစ္စာတရားနာရမယ်နံပါတ်၂ကနံပါတ်၂ကတရားအားထုတ်ရမယ်ပေါ့နံပါတ်၂ကပါလဲဒီလောက်ပဲလောက်ရမယ်เนาะသစ္စာတရားနာကြမယ်ဝိပဿနာတရားအားထုတ်ရမယ်ဘာဖြစ်လို့လဲဆိုရင် အိမ်နဲ့မတူလို့ဘာနဲ့မတူလို့အိမ်နဲ့မတူပါဘူးခင်ဗျာနံပါတ်၁စိတ်ငြိမ်ဖို့ရရိတ်တာမှများစွာလိုအပ်သည်တဲ့ရိတ်တာဆိုတာစိတ်ငြိမ်တဲ့နေရာ ਉਹ ပြတ်နော်အဲ့တော့စိတ်ငြိမ်ဖို့အတွက်ဆိုတာကတတိနဲ့ထိမ့်သိမ့်ပြီးတော့နေထိုင်ရတယောက်နဲ့တယောက်တွေ့ကြရင်စုံပြီးရင်စကားဆိုတာပြောချင်းကြဘုရုဇင်ရဲ့ပါဇက်ဆိုတာ တတိနဲ့ပဲပိတ်လို့ရတယ်ကျန်တာဘာနဲ့မှပိတ်လို့မရဘူးဘုရုဇင်ရဲ့ပါဇက်ကဘာနဲ့ပိတ်ရတာတတိနဲ့ပိတ်ရတာเนาะအဲ့တော့ဓမ္မိတာကြီးရောက်နေပြီးတော့ပေါ့လို့ပဲသားတွေရှောက်ပြောနေမှာဆိုရင်ယောဂီနဲ့မတူတော့ယောတိယောယာဖြစ်သွားမှာပေါ့เนาะအဲ့တော့နံပါတ်1ကစိတ်ငြိမ်ဖို့ရရိတ်တာမှာများစွာလိုအပ်သည်စိတ်ငြိမ်ဖို့ရည်ကြီးတယ်ရိတ်တာမှာเนาะအဲ့တော့တယောက်နဲ့တယောက် စကားတွေအထူးအဖြစ်မပြောဖို့လိုတာပေါ့မိမိတို့ဆောင်းမရောက်သွားပြီဆိုရင်လည်းစကားမပြောတာအကောင်းဆုံးပဲဓမ္မဣဒ္ဓဆိုတာတရားနဲ့နေရတာ ਉਹ စကားတွေပြောပြီးနေရတဲ့နေရာမဟုတ်ဘူးတရားနဲ့နေရတဲ့နေရာဘာနဲ့နေရတာတနပတ်တိပြောတာပေါ့နံပါတ်1ကတိမ်မွေးဖို့ရရိတ်တော်မှာမြတ်စွာလိုအပ်သည်တဲ့ ရိတ်တမရောက်လာတဲ့ယောဂီကတိမ်တိမ်မွေးမွေးနေတတ်ဖို့လိုတယ်ကိုယ့်ကာယမတော်ရအောင်စကားတွေအကျယ်မပြောရနှစ်ယောက်ထဲပြောရင်နှစ်ယောက်ကြားပဲသုံးယောက်နေရင်သုံးယောက်ကြားဒါလည်းမဖြစ်မှပြောရစကားဆိုတာတော့မပြောရင်အကောင်းဆုံးပေါ့အဲ့တော့တိမ်တိမ်မွေးမွေးလေးနေထိုင်တာလည်းပြောနံပါတ်3တူတူပြောတာရိတ်တမများစွာလိုအပ်သည်တချို့ယောဂီတယောက်နဲ့တယောက်ဖလန့်ခေါ်ရင် အတန်ကျယ်ကြီးနဲ့ခေါ်ကြတယ်တတိမရှိအရှက်မဲ့တာလို့ခေါ်တယ်တတိမရှိရင်အရှက်မဲ့တတိမရှိရင်အရှက်မဲ့အရှက်တရားမရှိဘူးလို့ခေါ်တော့ပေါ့နော်အညိုရောင်နဲ့ဖြူရောင်ကြီးနဲ့ဝက်ထားပြီးတော့အာကြအကြလုံနေတော့ယောဂီနဲ့မတူတော့ယောတိယောရဖြစ်သွားမှာအဲရိတ်တမဆိုတဲ့စကားတူတူလေးပြောရနဗလိကျေစောပြောတာရိတ်တမများစွာရှောင်ဝမီတဲ့ တချို့ကအာကျဲကိုကျဲတော့ဟုတ်ကြာနော်တွတ်တွမပြောတတ်ဒီလိုပုံကိုယ်တယ်လဲပါဒါရိတ်တာလဲကြုံမှာနော်ဟိုကြောက်ကြောက်ကြားတွေကတော့ပါတာပါပဲနော်တချို့ရိတ်တာဘယ်လိုရောက်လာလဲမသိဘူးစကားပြောတာအာကျဲအာကျဲနေနော်တော့ရိတ်တာမှာစကားကိုအကျဲကြီးပြောစရာမလိုဘူးနံပါတ်5တန်ရှင်းဖို့ရရိတ်တာမှာများစွာလိုအပ်သည်ရှိတ်တံမှာရောက်လာပြီဆိုတန့်ရှင်းဖို့လိုတယ်ကို့နေရာထိုင်ခင်းလေးတွေလဲ ခင်းတာတော့မှသူကညီညီခင်းရတယ်ဇောင်းကန်းဟိုရွက်ဒီဆောင်မဖြစ်စေရောဟောဟိုယောဂီဆိုတာဒီလိုကြည့်ရင်လည်းတန်းနေရမယ်ဒီလိုကြည့်ရင်လည်းတန်းနေရမယ်တဟိုနဲ့တယောက်ဒီနဲ့တယောက် တော့မဖြစ်ရောတယောက်နဲ့တယောက်ကတ်လို့လည်းမရဘူးပေါ့နော်ရှေ့နောက်ကြည့်ရင်လည်းဒါခေါင်းလေးတွေကညီးပြီးတန်းနေရတယ်။ဘေးလိုက်ကြည့်ရင်လည်းခန္ဓာကိုယ်လေးတွေကတန်းနေရတယ်။တတိရှိဖို့လိုတာပေါ့။စီကံရှိဖို့လိုတာ တန်ရှင်းဖို့အရေးကြီးတော့ကိုယ့်အိမ်ရနေရာထိုင်ခင်းဆိုရင်လည်းသူကတန်ရှင်းနေရကိုယ့်ဒီမှာတရားထိုင်တဲ့ထိုင်ခင်းလေးရေလည်းတန်ရှင်းနေရမယ်ကိုဟာမို့ဘယ်နဲ့ခုတ်လို့ ਆ ဆွဲဒီလူ ਆ ဆွဲမလို့ရတချို့ရိတ်သားတွေမှာယောဂီရာရှိတယ်သူများအခင်တွေလည်းဆွဲလို့ဆွဲတချို့ကအိတ်တာဓမ္မောင်ဆိုတာတရားထိုင်တဲ့နေရာအိတ်ရမယ့်နေရာမှာမဟုတ်ဘူးချို့ယောဂီရတရားထိုင်ပြီးဒိုင်းဆိုတော့အိတ်ပြလိုက်အိတ်ရင်ရိုးရိုးမယ်ဘူးသူများခင်နေလှမ်းဆွဲပြီးခေါင်းလှုပ်ပြီးအိတ်သေးတာစိတ်ကမ်းမဲ့အရှက်မရှိဘူး အရှက်မရှိလို့လဲစီကံမဲ့တာပေါ့နော်ကိုယ်ဟာကိုယ်နေရာထိုင်ခင်းလေးကိုတတ်တတ်ရရဖြစ်နေရမယ်တန်းတန်းရှင်းရှင်းဖြစ်နေရသူများနေရာထိုင်ခင်းကိုတော့ဆွဲယူစေရမလို့အဲ့တဲ့နေရာမှာလဲအဲ့လိုပဲတန်းတန်းရှင်းရှင်းလေးဖြစ်ရအရခင်းလေးတွေပြီးရင်ခောက်ထားမယ်ခေါင်းပေါ်မှာတင်ကြီးတဲ့ဖြစ်ရမယ်ဟိုတို့လို့တော်လောင်ဟိုတင်တီတင်ဟိုပြည့်တီတီမဖြစ်စေရယောဂီဆိုတာတတိနဲ့နေရယောဂီဆိုတာဘာနဲ့နေရတာ တတိနဲ့နေရတယ်ယောဂီဆိုတော့အဲတတိမရှိရင်အရှက်မဲ့တော့တာယောဂီကမဟုတ်တာတွေလုံးရင်တော်တော်ရှက်ဖို့ကောင်းတာဘူးဗျာနော်အိမ်ထဲမှာမတူဘူးအနဘချက်ကပါလဲဆိုတီးခံဖို့ရရိတ်တံမှာမြတ်စွာလိုအပ်သည်တဲ့ယောဂီဆိုတာတီးခံတရားရှိရမယ်တီးခံတရားရှိရမယ်ဟိုစားချိန်တောက်ချိန်လည်းသူ့အချိန်နဲ့သူပါပြီးသားကိုစားချိန်တောက်ချိန်တဲ့ချိန်မှာစားလို့တောက်လို့မရတရားအချိန် မှန်မှန်တရားကြိုရောက်နေအောင်ပေါ့နော်ကြီးမောင်းခောက်တဲ့တတိပေးတဲ့အခါပြီးကြယောဂီတယောက်နဲ့တယောက်တီးခံယောဂီဆိုတာဒေါသထွက်လို့မရဒေါသထိမ့်နိုင်ရတီးခံရမယ်လို့ပြောတယ်ယောဂီဆိုတာနော်ကိုပြောချင်တာပြောလို့မရဘူးကိုအော်ချင်တာအော်လို့မရဘာလို့ကြာတီးခံကြဘာလို့ကြာမလဲတီးခံရတီးခံရနော်နံပါတ်9 မေတ္တာထားရရိတ်တာမှာများစွာလိုအပ်သည်တဲ့ကြောင်းနဲ့တယောက်ပါထားမေတ္တာထားဖိမမယ်စောင့်ရှောက်ကူညီရမယ်ဖိမရာစောင့်ရှောက်တာကူညီတာကိုမေတ္တာတရားလို့ခေါ်တယ်နော်အမေတ္တာထားမယ်တယောက်နဲ့တယောက်အေးချမ်းမှုကိုရစေရမယ်လို့ပြောတယ်နော်နံပါတ်၈ကစီကန်းလိုက်တာရိတ်တာမှာများစွာလိုအပ်သည်ဒါနောက်ဆုံးချုပ်ပြီးအုပ်ထားတာစီကန်းလိုက်တာ ပါလိုက်နာအောင်ရေးကြည့်တယ်နော်ခုနှစ်ရက်ဆိုတော့လေခုနှစ်ရက်ဆိုတော့ကိုစီကန်းကို လိုက်နာမှာအဆင်ပြေမှာဟုတ်ပြန်နော်ဒိဋ္ဌလာရဲဆိုတော့ပြောပြီးပြီနံပါတ်1တစ္ဆာတရားနာဖို့နံပါတ်2ဝိပဿနာတရားအထုတ်ဖို့နံပါတ်2ကပါလေဝိပဿနာတရားအထုတ်ဖို့ဒါရေးကြည့်ဆုံးပဲကိုစီကန်းကိုလိုက်နာပဲပေါ့နော် ကိုတခြားရောက်လာတာလားရိတ်တာရောက်လာတာလားရိတ်တာရောက်အေဂျန်ရဲ့နေရာလေးကိုရောက်လာတော့ကိုရိတ်တာလို့ခေါ်တော့ဘူးဗျာနော်အိရိတ်တာထံလာယုံမန်ကခတ်ထံမာနာကြံတော်တာနဲ့ပါပအိတ်တာမစ်စေရာဟုယုံမဆိုဝါတရားများကိုတကားပြင်ပရိတ်တာပဝါ၌ခါချစွန့်ပြေထားခဲ့ပါ ဤရိတ်တာထံလာယုံမှန်ကကိုလေတာကြောင်းတိုက်ဓမ္မိတာကြီးတဲ့မှာရောက်လာတာဟုတ်ပြန်တော့ဤရိတ်တာထံလာယုံမှန်ကခတ်ထံမာနာကြံဒေါသနဲ့ခတ်ထံနဲ့မာနာတွေကြံတန်းနဲ့ဒေါသတွေပါပမကောင်းတဲ့ညူဆူတဲ့အိတ်တာဝန်တိုတဲ့မစ္စရိယရုပ်မှဆိုးွားတဲ့တရားတွေကိုတဲ့တကားပြင်ဝဟိုရိတ်တာပေါက်ပါအဝင်ကနေကထားခဲ့ရမယ်လို့ပြောတာ ရွာထဲမှာဖြစ်နေတဲ့မကောင်းတဲ့တရားတွေကိုဓမ္မိတ်တာတွေဝင်လာရင် ရိတ်တာပေါ့ပေါ့မှာထားခဲ့ရမယ်လို့ပြောတယ်ရိတ်တာတွေတိတဲလာလို့မရနော်ဟိုရိတ်တာဟိုမုတ်ပေါက်ကဝင်လာတာမို့လားမုတ်ပေါက်ကဝင်လာတာနော်ခက်ထန်တဲ့မာနတွေကြမ်းတမ်းတဲ့ဒေါသတွေမကောင်းတဲ့အပြောဆိုအမှုရအတွေးကြံညူဆူတဲ့အိတ်တာတွေဝန်တိုတဲ့မစ္စရိယတွေကိုဟိုရိတ်တာအပြင်ပတကားဝမှာထားခဲ့ရမယ်လို့ပြောတယ် တော့ဓမ္မိတာကြီးတဲ့မှာဆိုတော့လူသစ်စိတ်သစ်ဖြစ်သွားတာအိမ်ဆိုတော့တိတဲ့တိုင်းပဲယောဂီတွေရဲ့ခန္ဓာကိုယ်ကြီးကအကုသိုလ်တွေနဲ့အပြစ်တွေနဲ့မဲ့ညစ်ပီးကြံနေတာအဲ့ဒီမဲ့ညစ်ပီးကြံနေတဲ့မကောင်းတဲ့တရားတွေကိုရိတ်တာပြင်ဝမှာထားခဲ့ရမယ်လို့ပြောတယ်ဓမ္မိတာကြီးရောက်လာပြီဆိုရင်ဖြူစင်တဲ့စိတ်နဲ့သစ္စာတရားနာမှာညံရောက်တာတိခန့်တရားမေတ္တာအာနေဝတ္တနာတရားအာထုံမှာအစွဲတွေကပြုတ်တာဟုတ်ပြန်နော် တော့မကောင်းတဲ့တရားတွေတလုံးနဲ့ပြောရင်ဟိုရိတ်တာပြင်ဝမှာထားခဲ့ရတာအပြန်ကြမ်းမပြန်ယူရင်ယူပေါ့ဒီလိုပြောရမှာယောဂီတွေเนาะဟိုမကောင်းတဲ့တရားတွေပဲပြင်ဝထားခဲ့ရိတ်တာပြင်ဝဝင်လာတော့ထားခဲ့သလားမရောမေးရင်တခါတည်းပါလာခက်ထန်တဲ့မာနတွေကြမ်းတမ်းတဲ့ဒေါသတွေ မကောင်းတဲ့အကုသိုလ်တရားတွေညှူဆူတဲ့အိတ်တာတွေဝန်တိုးတဲ့မစ္စရိယတွေကိုဟိုရိတ်တာပြင်ပတကားဝကိုထားခဲ့ရမယ်လို့ပြောတာရိတ်တာထဲမှာဝင်လာပြီဆိုအပေါ့အောက်ကိုခဏလေးရက်လဲတယ်အေးမကောင်းတဲ့တရားတွေနေခဲ့တော့ဧတာကြောင့်တိုက်တမောင်ကြီးတွေမှာသူတော်ကောင်းတရားတွေငါအားထုတ်တော့မယ်ဆိုပြီးတော့ဒီလိုတန်တိတ်တန်ချပြီးဝင်လာတာမို့လားဟောဒီလိုဝင်လာတာလေအဲ့တော့ခုလက်တွေ့ကြကြဓမ္မိတာကြီးကိုရောက်နေပြီပဲပြည့်နော်တိစ္ဆာတရားနာမယ် ဝိဝဒနာတရားအာထုံမယ်ကြောက်ကြည့်မယ်တစ္ဆာတရားနာမယ်ဒီလို့ပဲလောရမှာဘူးပြန်နော်အဲ့တော့ယောဂီဘယ်လိုနေရမလဲမမြင်တော့သူမကြားသူနဲ့အတူနေလဲတူရမည်တဲ့ယောဂီဆိုတော့တောင်ကြီးမြောက်ကြီးမကြည့်အောင်မျက်စိမမြင်တဲ့ပုံကိုလို့ကျင့်သုံးရမယ်လို့ပြောတယ်နော်ယောဂီဆိုတာလေ ကိုအိမ်ရလူများလာမလားဆိုပြီးတော့မုတ်ပေါက်လဲလှန့်လန့်ကြည့်မနေနဲ့ဒါကိုပြောတာเนาะကိုမီးလေးတွေကိုသားမမီးလေးတွေများလာမလားဆိုလှန့်လန့်ကြည့်မနေရမမြင်တော့သူဒီလိုပြောတာကျင့်သုံးရမယ်အဆောင်အနေတမောင်ပေါ်လာရင်လည်းကိုရှိကိုပဲကြည့်ခဲ့ဘေးမကြည့်နဲ့ဘောဇနာတောင်သွားရင်လည်းအဲ့ဒါကိုထိုင်မဲ့ဘောဇနာအဝိုင်းလေးပဲသွားဘေးတွေကြည့်မနေနဲ့ဒီလိုပြောတာမမြင်တော့သူဆိုမကြားသူနဲ့ ြောတာမမြင်တော့သူပြီးတော့မကြားသူနဲ့အဲ့တော့မကြားသူနဲ့ဆိုတာကနားမကြားတဲ့ပုံကလေးသူများတွေဘာတွေပြောပြောနားမထောင်နဲ့နော်ညတရားပြီးရင်အိတ်တာအိတ်နော်အိတ်ကိုကနားမထောင်ရင်ပြောတဲ့လူကပါးစပ်ပိတ်သွားလိမ့်မယ်အဲကိုကနားထောင်နေရင်ကိုကလက်တို့တို့ပြီးပြောနေမှာမကြားသူလို့အတူနေလဲသူကမြည်တဲ့စကားမပြောနဲ့လို့ပြောစကားမပြောရငါအတွေကစကားမှမပြောဘူး ကိုမပြောရင် तू မပြောတော့ तू တစ်ဖက်သက်ပြောနိုင်ရင်လည်းမောရက်သွားလိမ့်မယ်အမှမဟုတ်လဲပါဇက်တဲ့ဂုံးပြပြစုတ်ထဲပြလိုက်ဒါပြောတဲ့လူရက်သွားလိမ့်မယ်ဒီလူပဲရှိတာပေါ့နော်မမြင်တော့ तू မကြသူနဲ့အတူနင်းလဲဒူရမီစာကြံတော်ကြံစကားကြံစိတ်ကြံကိုလဲပယ်ရမီဒီလိုပြောတာပေါ့နော်အစာမကြံတဲ့လူပြောတာ အစာမကျန်ဘူး။ဟိုဖိတ်တီဖိတ်ကိုစင်တီစင်အတန်လေးညီရာမျိုးမဖြစ်စေနဲ့အစာမကျန်နဲ့အတော်မကျန်နဲ့စကားမကျန်နဲ့စိတ်မကျန်နဲ့ဒီလိုပြောတာနော်။အစာကျန်၊တော်ကျန်၊စကားကျန်စိတ်ကျန်ကိုလည်းပယ်ရမယ်။အခုတို့တရားတွေကိုပယ်ရမယ်လို့ပြောတာဘူးနော်။ဒါရေးကြည့်ရနော်။အဲ့တော့ ခုနှစ်ရက်တာလုံးသစ္စာတရားနာမယ်ဝိပဿနာတရားအာထုံမယ်ကျဝိပဿနာတရားအာထုံဖို့ဆိုတခြားကြည့်ရမလားခန္ဓာကြည့်ရမလားကဲခန္ဓာရမြဲသလားမြဲပါဘူးချစ်ပြီးတော့ဘာသစ္စာဒုက္ခသစ္စာရှုရဉဏ်ကတေတာကအမှုရနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ဆိုင်လေးချက်ဆိုင်ဒါဘသူရဲ့ကြိုင် ဘသူရဲ့လမ်းစဉ်ဘသူရဲ့အဆုံးမဘုရားရဲ့ကြိုက်ဘုရားရဲ့လမ်းစဉ်ဘုရားရဲ့အဆုံးမရင်တယ်လေကိန်းရောလူချင်းတဲ့နိဗ္ဗာန်မရဘူးလားမရပါဘူးယောဂီဘုံသူတို့ကောင်းတို့လည်းလူချင်းတဲ့နိဗ္ဗာန်ရောက်နိုင်အောင်ခုနှစ်ရက်တာလုံးတစ္ဆတရားနာကြောက်ပဒနာတရားအားထုတ်ကြပါလို့တိုက်တွန်းရင် အချိန်ဆေးလို့တော်ကြအောင်ဆို